မင်္ဂလာနံနက်ခင်ပါဂျေစုကယူနာမေတ္တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ဒီဘက်ရဲ့ပူချိန်ကတော့26ဒီဂရီရှိပြီး30ဒီဂရီရှိတယ်လို့ကန်စားရရှိနိုင်ပါတယ်ဒေရုရေသွေးကမနေ့ပိုင်းမှာနှိမ့်ကြပေမဲ့နေ့လယ်ပိုင်းမှာအတင်းတင်းရှိနိုင်ပါတယ်ဘိုးအနေငယ်ရွာနိုင်ပြီးတော့အမြင့်ဆုံးပူချိန်30ဒီဂရီရှိမှာဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းတင်းပြ ဧပြီလ17ရက်နေ့တောက်ကြနေ့2025ငါတို့ကို ခရစ်တော်နဲ့အတူ အသက်ရှင်စေတော်မူပြီးဒီကချက်ဧဖက်ဩဝါဒစာမှခွန်အားယူစရာများအပိုင်းကဖတ်ရင်ကျမ်းချက်ဧဖက်ဩဝါဒစာခန်းကြီးနေ့ခန်းငယ်တမ30တင်တို့သည် အထက်ကလောကီတရားသို့လိုက်၍အာကာသကောင်းကင်၏တကိုးကိုအစိုးရသောမင်းသည်ဟူသောရင်းစံသောသူတို့၌ပြုပြင်သောဝိညာဉ်၏အလိုနှင့်ညီ ဒူးဆိုင်ပြစ်တို့၌ကျင်လေကြ၍ထိုဒူးဆိုင်ပြစ်၌တေလျက်ရှိနေသောသင်တို့ကိုပင်ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီးထိုငင်းဆန်သောသူတို့နှင့်တကွငါတို့ရှိသည်မသည် အထက်ကကိုကာယဤအလိုတို့၎င်းစိတ်ဤအလိုတို့၎င်းလိုက်သည်ဖြင့်ကာမဂုံတို့၌ကျင်လေသည်ဖြစ်၍ကျင်းသောသူတို့ကဲ့သို့ပင်ပဂတိအတိုင်းအမျက်တော်ကို ခံရသောသူဖြစ်ကြ၏သို့တော်လည်း ယူနာတော်နှင့်ကြွယ်ဝတော်မူသောဖရာသခင်သည်ငါတို့ကိုချစ်တော်မူသောမဟာမေတ္တာတော်အဖြစ်ဒုစရိုက်အပြစ်၌တေလျက်ရှိနေသောငါတို့ကိုခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီးယေရှုတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရ၏ယေရှုခရစ်အဖြစ်ငါတို့ကိုထမြောက်စေ၍ကောင်းငင်အရ၌နေရာပေးတော်မူပြီးအကြောင်းမူကားထိုသခင်အဖြစ်ငါတို့၌ယေရှုပြု၍ယေရှုတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကက်ကာလာရု၌ထင်ရှားစေမိအကြောင်းဖြစ်သည်။ယုံကြည်သောအားဖြင့်ယေရှုတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရ၏။ကိုယ်လူလျောက်ရောက်သည်မဟုတ်။ဖျားသခင်တနာတော်မူရာဖြစ်သည်။ကိုကုသူကြောင့်ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။တို့ဖြစ်၍အဘယ်သူမျှဝါကြွားเสียအခွင့်မရှိ။အဘယ်ကြောင့်နည်းဟုမူကားငါတို့သည်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသောခြင်းတို့၌ငါတို့သည်ကျင်လည်ရမည်ကြောင်းဘုရားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနှင့်မည်ယောမအဝါဒစာခန်းကြီး3ခန်းငယ်24ယေရှုခရစ်ရွေးနှုတ်တော်မူသောအပြင်အဖိုးကိုမပေးဘဲဘုရားသခင်ဤကျေးဇူးတော်ကြောင့်ချောက်မတ်ရာသို့ရောက်ကြ၏ဆလပြီရှင်ဘောလူသည်ဘုရားသခင်နဲ့နေရခဲ့တဲ့ရင်ကြောင်းရာတွေကိုဖော်ပြတဲ့အခါမှာ သေခြင်းတရားရဲ့လွယ်မိုးခြင်းတွေကနေအသက်ရှင်ခြင်းတွေကိုရောက်လာတဲ့ယုံကြည်သူတွေရဲ့အကြောင်းကိုဖော်ပြပါတယ်။ဒီနည်းအားဖြင့်အခုယုံကြည်သူတွေဆိုတာဒီအရင်ကဒေါကီကိုဆိုရတဲ့စာရန်ရဲ့ဒုစရိုက်ပြည့်အောက်မှာကျင်လည်ပြုံးမှသေနေတဲ့သူဖြစ်ပေမဲ့အခုချိန်မှာတော့သခင်ရှုခရစ်အားဖြင့်သက်ရှင်လာပြီဖြစ်တယ်။အရင်ကတော့အဲ့ဒီစာရဲအုပ်ဆိုးခြင်းကိုခံပြီးတော့မှသွေးသားရဲ့အလိုစိတ်ရဲ့အလိုကိုလိုက်တယ်။ကာမဂုဏ်မှာကျင်လည်တယ် တခြားသူတွေတိုင်းပဲအမျက်တော်ကို ခံရတဲ့သူဖြစ်တယ်။ဒါပေမဲ့ဂယုဏတော်ကြွယ်ဝတဲ့ဘုရားသခင်ဟာငါတို့ကိုချစ်တဲ့မဟာမြတ်တာတော်အဖြစ်ပြည့်နိုင်သေးလျက်ရှိနေတဲ့သူတွေကိုခရစ်တော်နဲ့တူ အသက်ရှင်စေပြီးလို့ရှင်ဘောလူဝန်ခံချီးမွမ်းဝေမျှထားပါတယ်။တကယ်တမ်းဒီလိုဒုစရိုက်ပြစ်ထဲမှာတိတ်ပြီးတော့မှလုံပါပါနေတဲ့သူတွေကို သခင်ရွှေ့မြတ်တာယေရှုတော်ကသာကျွန်တော်ကိုကယ်တင်ခြင်းဖြစ်တယ်။ အဲ့လိုမျိုးဒုစရိုက်ပြစ်မှာတည်နေတဲ့သူတွေကိုသခင်ရှုခရစ်အားဖြင့်ထမြောက်စေပြီးတော့မှကောင်းငင်အရက်မှာနေရာပေးတယ်။အဲ့ဒါကလည်းအဲ့ဒီသခင်ရဲ့ယေရှုပြုခြင်းနဲ့ဂနဥခရိယန်နေပေါ်မှာထင်ရှားနေတယ်ဆိုတာကို နောင်လာမဲ့ချိန်တွေမှာထင်ရှားစေမဲ့အကြောင်းလေးဖြစ်ပါတယ်။တကယ်တမ်းလည်းရှင်ဘောလူဝင်ခံလို့အဲ့ဒီခေတ်အဲ့ဒီခါမှာရှိတဲ့ဂနဥယုံကြည်သူတွေရဲ့ယုံကြည်ခြင်းသည်ကျွန်တော်ပြန်ပြမစံနမူနာယူနေရတဲ့ လေ့လာနေရတဲ့သခင်ရှုရဲ့အံ့ဩဖွယ်ဂျေစုဂရုဏာတော်တွေပဲဖြစ်ပါတယ်။ပေတော့ရှင်ဘောလူဆက်ပြောတာကယုံကြည်ခြင်းအပြင်ဂျေစုတော်ကြောင့်သာကယ်တင်ခြင်းကိုရောက်တာဖြစ်တယ်။ကိုယ်ခုကိုယ်အားကိုယ်အစွမ်းစာကိုယ်အကြောင်းကြောင့်မဟုတ်ဘူး။ဘုရားသခင်တနာတော်မူခြင်းကြောင့်သာဖြစ်တယ်။အဲဒါကြောင့်ယုံကြည်သူတဦးချင်းစီရဲ့တက်တာပြောင်းလဲခြင်းဒီလေကိုယ့်ရဲ့ကုသိုလ်ကြောင့်မဟုတ်ဘူး။ဘုရားသခင်ရဲ့ဂျေစုတော်တသက်ကြောင့်သာဖြစ်တယ်ဆိုတာကိုဝန်ခံရမှာဖြစ်တယ်။ အဲ့ဒါကြောင့်ဒီကေတင်ချင်းနဲ့ပတ်သက်ပြီးတော့မှဘယ်သူမှဝါကြွားစရာအကြောင်းမရှိဘူး။တစ်ဆက်တည်းမှာပဲအဲ့ဒီကေတင်ချင်းရဲ့နောက်ဆက်တွဲအနေနဲ့လည်းကောင်းတဲ့အခြေအနေကိုကျင့်ရမှာဖြစ်တယ်။အရင်ကဒူးဆိုင်ပြစ်နိုင်ပေပြီးတော့မှဒူးဆိုင်ပြစ်တွေကိုပဲရွေးချယ်လောက်ကင်တဲ့သူတွေမဖြစ်ဘဲနဲ့သခင်ရှုရဲ့ကေတင်ချင်းခြေစူးတော်နဲ့ထိုက်တန်တဲ့ကောင်းတဲ့အခြေအနေကိုကျင့်ကြဖို့ရန်ဖြစ်တယ်။အဲ့လိုမျိုးကောင်းတဲ့အခြေအနေကိုကျင့်ဖို့ရန်အတွက်လည်းဘုရားသခင်ကယုံကြည်သူတွေကို ယေရှုခရစ်၌ဖန်ဆင်းပြုပြင်ထားတာဖြစ်တယ်။ဘုရားသခင်ကိုယ်တိုင်ကအဲ့ဒီကောင်းတဲ့အခြင်းတွေကိုရှင်းပြတော့မှအဲ့ဒီကောင်းတဲ့အခြင်းတွေမှာရှင်းလင်းရမယ့်အကြောင်းကို သူကိုယ်တိုင်ကပြင်ဆင်စီစဉ်ထားတာဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။ယေတာရရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီနေ့တစ်တွက်လဲကိုရော့ကိုကျေးဇူးတင်ပါတယ်။မနေ့တိုင်းကယူနာရောအစ်စ်ကို ခံစားရတဲ့သစ္စာရောကြီးမြတ်ကြောင်းကိုဝန်ခံပါတယ်။ ေးဒုက္ခတွေကပ်ပီးတွေမျိုးမျိုးပြည်စည်းမှုတွေနှိမ့်ဆက်မှုတွေမျိုးမျိုးကြားထဲမှာဒီကနေ့ဒီကိုရောအသက်ပေးရှင်တဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းကိုရောလက်တော်သူပဲအံ့နေပါတယ်လူတော်ဒီကောင်းကင်ဘုံမှာပြည့်စုံကလေးဒီနေ့ဒါနမပေါ်မှာကိုရဲလူတော်နဲ့ပြည့်စုံစေတော်မူပါကိုယ်ရောကြိုက်တာကိုလုပ်မယ်ကိုရောမကြိုက်တာကိုညင်းပယ်လေကိုရောရဲ့လူတော်နဲ့ပြည့်စုံရသောနေ့တစ်နေ့ဖြစ်စေတော်မူပါ ဒီနေ့ဟာလူတွေလူတွေကဲတင်ချင်းတို့ရောက်ရှိမိအကြောင်းလူတွေငြိမ်ဝှစ်ခြင်းချမ်းသာနဲ့ပြည့်စုံတဲ့တည်ဖြစ်ပါမယ်အကြောင်းကိုရရှင်ကောင်းကြီးပေးပါ။ဒဏ်ရာဝေဒနာယောဂအကြောင်းသူဖြင့်ကင်ဆာယောဂဝေဒနာတဲ့ဘရော့ကြောက်ကစေနေရတဲ့သူတွေနာရရှိယောဂတဲ့ဒီခြေထောက်တွေဖြတ်ခံထိခိုက်တဲ့အဲ့တဲ့သူတွေကိုကိုရရှင်ကြည့်ရှုကြွပါ။ဒီကနေ့မှသူတို့ကိုလုံးဝဘရော့ယောဂတွေတက်တာပျောက်ကင်းကျန်းမာရတဲ့ခွင့်ကိုကိုရရှင်ပြင်ဆင်ပေးပါ။ စေဝိညာဉ်ငြိမ်သက်ငြိမ်းချမ်းရသောခွင့်ကိုလည်းကိုရရှင်ပြင်ဆင်ပေးသနာရမူပါတကူဒီကပ်ပေးငလင်ပေးကြောင့်စိတ်တော်ကရောက်နေတဲ့သူတွေစိတ်တရားရနေတဲ့သူတွေကြောင်ရွံ့တုန်လုံးနေတဲ့သူတွေကိုရရှင်ငြိမ်သက်ခြင်းပေးပါဒီနည်းနဲ့သူတို့တွေပေါ်မှာသူတို့ကျန်ဆွေးမိနေတဲ့ငြိမ်သက်ခြင်းတက်ရောက်စေပါမြည်ကြောင်းကောင်းကြီးပေးပါဝင်တူတူတကယ်ခြေခွဲဝန်းနေလေရှိတဲ့သူတွေ မိသားစုကြွေကွင်းသွားတဲ့သူတွေကိုလည်းနှစ်သိမ့်ချင်းပေးပါသူတို့ရဲ့ပြိုပြက်သွားတဲ့အရာတွေထဲဆရဖို့တိုးတဲ့အရာတွေကိုကိုရရှင်ပြန်လဲပြမဖြည့်ဆည်းချပေးမာဇာတနာရမှုပါမတရားသဖြင့်ပြုတဲ့သူတွေကိုရရှင် ဆုံးမတန်ခတ်ပယ်ရှားရမှုပါလူသက်ကိုနားလဲစေဖို့ယင်ကိုရရှင်ပြင်ဆင်သွန်သင်ပေးတနာရမှုပါကိုယ်တော်ကူညီဖေးမလက်တွဲလှုပ်ဆောင်လေးရှိသူတွေအားလုံးလည်းကောင်းမွန်ဆုံးကိုရောဘုရားသခင်ရဲ့လူရင်းကြီးလောက်ကန်ဆောင်ရဲ့ ပြင်းမြောက်စေတော်မူပါအငင်းပွားမှုတွေပฏิပခတွေကိုလည်းကောင်းဆုံးပြင်ဆိုင်ကျော်လွှားနိုင်ပါမည်ကြောင်းမှာစားတော်မူပါလူတဲ့ခါမှာလဲလူတက်တော်သူတွေတည်တည်ဖြစ်စေဖို့ကောင်းကြီးပေတနာယူတဲ့ခါမှာလဲယူတက်တော်သူတွေတည်တည်ဖြစ်စေဖို့ကောင်းကြီးပေတနာရမမည်ကြောင်းမာပြည်ကြီးကိုချမ်းသာညီသက်ခြင်းပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလက်တနာခံဆုတောင်းကြပါရဲ့ဖခင်အာမင်